မင်္ဂလာပါရှင်ဒီနေ့အတူတကွစူးစမ်းလေ့လာဟိုကြိုးဆိုပါတယ်ကျွန်တော်ရှိမှာ The Wise Believers ကပင်ဆင်ထားတဲ့ရှင်ယောဟန်ပထမဆုံးအခန်းကြီး၄နဲ့ပတ်သက်တဲ့လေ့လာချက်တွေရှိပါတယ်အဲ့ဒီတော့ဒီနေ့ဒီကျမ်းစာအပိုင်းထဲကအဓိကအချက်တွေကိုဆွေးနွေးကြည့်ကြမယ်လေး ဒီအခန်းကလည်းအကြောင်းအရာတော်တော်များတယ်နော်ဟုတ်ကဲ့မန်တဲ့တွင်တင်ချက်မားတဲ့တွင်တင်ချက်တွေကိုဘလို့ခွဲမလဲဆိုတာကစလို့อืมပြီးတော့ဖျားတခင်ရဲ့မေတ္တာဆိုတာဘာလဲအဲ့ဒီမေတ္တာကကျွန်တော်တို့အချင်းချင်းဆက်ဆံရေးအပေါ်ဘလို့တက်ရောက်တင်တယ်လဲဆိုတာဒီအထီးပဲအစုံပဲနော်ဟုတ်ဆိုတော့ဒီနေ့ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကဒီ jump point တွေရဲ့အဓိပ္ပာယ်ကိုရှင်းရှင်းလန်းလန်းနားလည်ဖို့ပေါ့အထူးတခင်အာဝိညာဉ်တွေကိုစစ်ဆေးတာနဲ့ခရီးလေမေတ္တာရဲ့လက်တွေ့တဘာဝကိုပုံနားလည်ဖို့ပါ ကဲစားလိုက်ကြစို့အခန်းငယ်1ကတော်တော်လေးတတိပေးတဲ့လေးတန်နဲ့စထားတယ်နော်တက်ရိုက်ပဲဟုတ်တယ်ချစ်သူတို့ဝိညာဉ်ရှိသမျှကိုမယုံကြနဲ့တဲ့ဘာလို့လဲဆိုတော့ပရိုဖက်အတူအယောင်တဲ့အများကြီးထွက်လာလို့ပဲอืมဒါကအဲ့ဒီပထမယာစုတုံကတင်မဟုတ်ဘူးအခုဒီနေ့ခေတ်အထိလဲကြုံနေရတော့လဲလေဟုတ်ပါအဲ့တော့ဘသုံးတင်ချက်ကဖျားစီကလာတာလေဘယ်ဟာကမဟုတ်ဘူးလဲဆိုတော့ သေးချာစစ်ဆေးဖို့လိုတယ်လို့အချက်ပေးလိုက်တာအဲ့လိုစစ်ဆေးဖို့အတွက်လေတီးခြားတဲ့ဆန်တစ်ခုကိုအခန်းငယ်နှစ်ငယ်သုံးမှာပေးထားတယ်နော်ဟုတ်ကဲ့ယေရှုခရစ်လူစာတီနဲ့ကြွလာတာကိုဝန်ခံခြင်းဆိုတာလေအဲ့ဒါကဘာလို့အဲ့လောက်အထူးကြားတဲ့ဆန်သက်ချက်ထွင်နေရတာလဲအဲဒါကလေအဲ့ဒီခေတ်ကစပြီးပေါ်လာတဲ့မားတဲ့သွန်သင်ချက်တွေအထူးသဖြင့်ခရစ်တော်ရဲ့လူတဘာဝကိုယဉ်ကျင့်တဲ့အတွေ့အခေါ်တွေကို တိုက်ရိုက်တွန့်ပြန်နေလို့ပဲ။ဩဟုတ်ကဲ့။သူတို့ကဘယ်လိုယူဆလဲဆိုတော့ဝဉဉ်ပိုင်းကကောင်းနေ၊ရုတ်ခဏကမကောင်းမှုပေါ့။ဆိုတော့ဖညာရဲ့သားတော်ကလူစာဒီကိုအမန်းတကယ်ခံယူတယ်ဆိုတာကိုသူတို့လက်မခံနိုင်ဘူးလေ။အင်း။ဒါကြောင့်ဒီဝန်ခံချက်ကခရိယန်ယုံကြည်ခြင်းရဲ့အခြေခံအုတ်မြစ်လို့ဖြစ်နေတာ။ဒီအမန်တယောက်ကိုယဉ်တာကအန်တီခရစ်ရဲ့ဝိညာဉ်လက္ခဏာပဲလို့ရှင်းရှင်းပြောထားတယ်။ဟုတ် ပြီးတော့ဒီဝိညာဉ်ကအနာဂတ်မှာပေါ်မှာမဟုတ်အဲ့ဒီအချိန်ကတည်းကမောကတ်မှာလုံးလုံးနေပြီလို့လည်းတတိပေးထားသေးတယ်။ဆိုတော့ဒါက theory တသက်တော့မဟုတ်ဘူးပေါ့။အဲ့ဒီတော့ကယူကြည်သူတွေတကယ်ရင်ဆိုင်နေရတဲ့ပြဿနာကိုဖြေရှင်းနေတာကိုမှန်ပါတယ်။လက်တွေ့ပြဿနာပဲ။ဒါပေမဲ့အခန်းငယ်လေးမှာအားဖြင့်စကားတွေပါလာပြန်ရော။ယူကြည်သူတွေက လောကကိုအောင်မြင်ပြီးသားတဲ့။ဟုတ်တယ်။ဘာလို့လဲဆိုတော့သူတို့ထဲမှာရှိတဲ့ဖျားရဲ့ဝိညာဉ်တော်က လောကထဲမှာရှိတဲ့အတ္တိခရိယဝိညာဉ်ထက်ပိုတန်ဖိုးကြီးလို့တဲ့ဒါကကြောက်เสียချင်းနေကြကခွာပေးချက်ပဲနော်အတီးကြပါပဲဟုတ်တယ်ပြီးတော့အခန်းငယ်9နဲ့6မှာလေဘယ်သူကဘယ်ဘက်ကလဲဆိုတာကိုရှင်းရှင်းခွဲပြထားတယ်อืมလောကနဲ့သက်ဆိုင်တဲ့သူတွေက လောကအကြောင်းပြောတယ်လောကကလည်းသူတို့စကားနားထောင်တယ်ပေါ့ဟုတ်ဖျားသခင်နဲ့သက်ဆိုင်တဲ့သူတွေကြတော့ဖျားစီကလာတဲ့စကားကိုပြောတယ် ဖျားကိုတီးတဲ့သူတွေကအဲ့စကားကိုနားထောင်လဲဆိုတော့ဘသူစကားနားထောင်လဲဘသူသွန်သင်ချက်လက်ခံလဲဆိုတာကကိုယ်ပဲဘက်မှာယက်နေလဲကြနေတာပေါ့နော်ဟုတ်ပါတယ်ဒါကိုတမတရားရဲ့ဝိညာဉ်နဲ့မာယွင်းချင်းရဲ့ဝိညာဉ်ကို ခွာခြားသိနိုင်တဲ့နီလအဖြစ်တင်ပြထားတာอืมဒီချက်ကလေအခုခေတ်သတင်းချက်လက်တွေအသူခေါ်တဲ့သွန်သင်ချက်တွေအများကြီးတဲ့လောကကြီးမှာပိုပြီးအရေးကြီးလာတယ်လို့ပဲနော်ဟုတ်ပါ ကြားသမျှကိုမစစ်ဆဲပဲလက်ခံလိုက်ဖို့ကသိလွယ်တာဒီကျမ်းပွဲကခရစ်တော်နဲ့ပတ်သက်တဲ့အခြေခံအမှန်တရားကိုဂင်ထားပြီးစစ်ဆဲပါလို့တလန့်နေတယ်လို့ပဲဟုတ်ပါတယ်ဒါကအတိညာဉ်နဲ့စစ်ဆဲတာတသက်သက်ပေါ်တယ်ပေါ့နော်ဝိညာဉ်အရာပိုင်းခြားသိမြင်မှု spiritual discernment လို့ခေါ်တာလိုအပ်တယ်อืมဟုတ်ကိုကြားရတဲ့တွင်တင်ချက်ကခရစ်တော်ကိုချီးမြှောက်ရလား သူ့ရဲ့ပုံကွန်နဲ့အမှုတော်ကိုမမှန်ကန်ကန်ဖော်ပြရလားဆိုတာကို အမြဲစမ်းစစ်ဖို့လိုတယ်။ကောင်းပါပြီ။ဝိညာဉ်တွေကိုစစ်ဆေးခြင်းကနေအခန့်ငယ်ခွန်ရောက်တော့အဓိကအာယုံဆိုင်မှုကမိထားဘက်ကိုကူးထွားတာသတိထားမိတယ်။ဆက်ဆက်မှုရှိသလိုပဲနော်။မနဲ့ယုံကြည်ခြင်းကမနဲ့အသက်တာကိုဥတည်တယ်ဆိုတဲ့ဘောမျိုးလား။အတိအကျပဲ။ယောဟန်ကဒီအချက်တွေကိုအမြဲချိတ်ပြလေးရှိတယ်။မှန်ကန်တဲ့အယူဝါဒ orthodoxy နဲ့မှန်ကန်တဲ့အချက် orthopraxy ကခွဲလို့မရဘူးလေ။ဟုတ်ကဲ့။အကန့်ငယ်ခွန်က ချစ်သူတော်အချင်းချင်းချစ်ကြကုန်ကအကြောင်းမူကမေတ္တာသည်ဘုရားသခင်နဲ့ဆက်ဆံ၏ဆိုတဲ့တိုက်တွန်းချက်နဲ့စတယ်ဒီမေတ္တာရဲ့အရေးအမြတ်ကဘုရားပဲလို့ဆိုလိုတာပြီးတော့အခိုင်ငယ်ရှင်းမှာအရင်နာမည်ကြီးပဲတကယ့်ကိုအစွမ်းထက်တဲ့စက်ကရပါလာတယ်လေဘုရားသခင်သည်မေတ္တာဖြစ်တော်မူ၏ God is love อืมဒါကြားနေကြဆိုပြီးမြဲသူ့ရဲ့နည်းနည်းမှုကထတော်စဉ်းစားစရာပဲဆိုလိုရင်းကဘုရားမှာမေတ္တာရှိတယ်ဆိုတာထက်ပိုနေလားအများကြီးပိုပါတယ်ဒါကဘုရားရဲ့လုံဆောင်ချက်တစ်ခု ဒါမှမဟုတ်အရေးချင်းတခုကိုဖျော်လာတတ်တယ်မဟုတ်ဘူးဟုတ်ကဲ့ဒါကကိုတော်ရဲ့အနစ်သာယာကိုတော်ရဲ့တဘာဝကိုနိုင်ကိုဖျော်ပြနေတာမေတ္တာဆိုတာကိုတော်ဘသူဖြစ်တယ်ဆိုတာရဲ့အစိပ်ပိုင်းမဟုတ်ဘူးကိုတော်ဟာမေတ္တာကိုနိုင်ဖြစ်တယ်အိုးဒါကြောင့်မဲမချစ်တတ်တဲ့သူဟာဖျားသခင်ကိုအမှန်တကယ်မသိဘူးလို့အခန်းငယ်ရှိကပြက်ပြက်သားသားဆိုနိုင်တာလေအင်းဟုတ်ဖျားကိုတီချွင်းခြင်းဟာမေတ္တာကိုတီချွင်းခြင်း မေတ္တာမှာအသက်ရှင်ခြင်းနဲ့တိုင်းရိုက်ဆက်ဆက်နေတယ်။အဲ့ဒီဖရာရဲ့မေတ္တာကအပျောတသက်သဘောတရားတသက်မဟုတ်ဘူးဆိုတာကိုအခန်းငယ်90မှာလက်တွေ့ကျကျရှင်းပြထားတယ်နော်။ဟုတ်တယ်။ဖရာရဲ့မေတ္တာကိုဘလို့မြင်တောင်းပြခဲ့တယ်လဲဆိုတော့ကိုရောရဲ့တပါးတည်းသောသားတော်ကိုလောကထဲဆဲလွတ်ခြင်းအခင်ပဲ။ပါအတွက်လဲ။အဲ့ဒီသားတော်အခင်ကျွန်ုပ်တို့အသက်ရှင်နိုင်ဖို့အခန်းငယ်ကို ပြီးတော့အဲ့ဒီသားတော်ကိုကျွန်ုပ်တို့ရဲ့အပြစ်တွေအတွက်အပြစ်ထေရရစေ propitiation အဖြစ်ပေးအချင်းအပြင်အခန်းငယ်10အင်း propitiation ဆိုတာဟုတ်ကဲ့အဲ့ဒါကဖြစ်သားသဖြင့်အမြတ်တော်ကိုညင်းငယ်စေပြီးကျွန်တော်လူကိုကိုရိုနဲ့ပြန်လဲတင့်မြတ်စေတဲ့ရစ်ပေါ့ဟုတ်ကဲ့အရေးကြီးဆုံးကအခန်းငယ်10ကထောက်ပြတယ်လို့မဲဒီမေတ္တာရဲ့အစာပြုမှုကကျွန်တော်စီကမဟုတ်ဘူးဟုတ်ကျွန်တော်ကဖះကိုအရင်ချစ်လို့သူကပြန်ချစ်တာမဟုတ်ဘူးဖះသခင်ကသူ့ရဲ့မေတ္တာကိုအရင်ဆုံးပြခဲ့တာ ကျွန်တော်တို့ကအပြစ်သားတွေဖြစ်နေတော့မှပဲသူကအရင်ချစ်သေးတာဒီအချက်ကတကယ်အခြေခံကြတယ်နော်ကိုကစပြီးချစ်နိုင်တာမဟုတ်ဘူးဖီးယားရဲ့အစပြုတဲ့မေတ္တာကိုလက်ခံရလို့သာတွန့်ပြန်နိုင်တာဆိုတဲ့သဘောပဲဟုတ်ပါတယ်အဲ့နားလည်မှုပုံမှာအခန်းငယ်စစ်တစ်ကတိုက်ရအထုံးဖြုတ်မှုစီသွားတာပဲချစ်သူတို့ဖီးယားသခင်ကငါတို့ကိုဒီလောက်တောင်ချစ်ခဲ့ရင်ငါတို့လည်းအချင်းချင်းချစ်ရမယ်ဆိုတော့ဒါကရှောင်းလဲလို့မရတဲ့ကောက်ချက်ပဲမှန်ပါတယ်ပြီးတော့ခန်းငယ်စနစ်ကပို့ပြီးစိတ်ဝင်စားဖို့ကောင်းတယ်ဖျားသခင်ကိုဘယ်သူမှမမြင်ဘူးတဲ့ဟုတ် ။ဒါပေမဲ့ကျွန်တို့တို့အချင်းချင်းချက်ရင်ဘုရားသခင်ဟာကျွန်တို့တို့တွေမှာတည်နေတယ်။ပြီးတော့ကိုရိုရဲ့မေတ္တာဟာကျွန်တို့တို့အသက်တာမှာပြည့်စုံခြင်းတို့ရောက်တယ်။ made complete perfected လို့ဆိုတယ်။အဲ့ဒါဘယ်လိုသဘောမျိုးလဲ။ဆိုလိုတာကမမြင်နိုင်တဲ့ဘုရားရဲ့ဒီရှိမှုနဲ့မေတ္တာကိုမြင်နိုင်တဲ့တသက်ကယုံကြည်သူလေးအချင်းချင်းပြတဲ့မေတ္တာဖြစ်လာတာပေါ့။ကျွန်တော်တို့ရဲ့မေတ္တာကဘုရားသခင်ကိုထင်ရှားစေတယ်ဆိုလိုတာ။အော်ဒါတို့လေးတာဝန်ကြီးတဲ့အချက်ပဲကျွန်တို့ရဲ့ဆက်ဆံရေးတွေကဖခင်ရဲ့မေတ္တာကို ဘလောက်ချင်းဟနေလဲဆိုတာပြန်မေးခွန်းထုတ်စီတာပေါ့နော်အင်းအရင်တော့အခန်းငယ်73ကနေ16အထိကတပြားနဲ့မေတ္တာရဖွဲ့ခြင်းကိုရိုနိုင်တည်နေခြင်းရဲ့အမတ်တားတွေကိုဆက်ရှင်းပြတယ်ဟုတ်ကဲ့ဟိုပြီးထားတဲ့ဝဉ္ဇင်တော်အားဖြင့်ကိုရိုနဲ့ကျွန်ုပ်တို့ဆက်သွယ်မှုရှိနေတာကိုသိနိုင်တယ်အခန်းငယ်73ပြီးတော့တမန်တော်တွေမျက်မြင်ကိုတွေ့သက်သက်ခံခဲ့တဲ့အရာခမီးတော်ကတားတော်ကိုလောကရဲ့ကယ်တင်ရှင်အဖြစ်ဆ ెల ုခဲ့တယ်ဆိုတာကိုလက်ခံခြင်းအခန်းငယ်74 ပြီးတော့ယေရှုဟာဖျားသခင်ရဲ့တားတော်ဖြစ်ကြောင်းပါစံကဝန်ခံခြင်းအခန်းငယ်5ဒီအချက်တွေအားလုံးဖျားရဲ့မေတ္တာကိုတည်ပြီးယုံကြည်တာမေတ္တာမှာသက်ရှင်တာယေရှုကိုဝန်ခံတာဝိညာဉ်တော်ကိုလက်ခံရရှိတာဒါဒီအားလုံးဟာဖျားသခင်၌တည်နေခြင်းဖျားသခင်ကလည်းကိုယ်၌တည်နေခြင်းရဲ့အစိပ်ပိုင်းတွေဖြစ်ပြီးအပြာလန်ချစ်ဆက်နေတယ်လို့အခန်းငယ်16မှာအချို့ပြန်ပြောထားတယ်ဒါဆိုရင်ဖျားကိုတည်ခြင်းချစ်ခြင်းဝန်ခံခြင်း ဝိညာဉ်တော်ကိုရရှိခြင်းဒါတွေကတိချားစီမဟုတ်ပဲတခုတည်းသောအထောအပိုးကြီးလို့ထင်နေတာပေါ့နော်တခုကိုစစ်မှန်စွာပိုင်ဆိုင်ရင်ကျန်တာတွေလည်းပါရရမယ်ဆိုတဲ့သဘောလားအများဖြင့်တော့ဟုတ်ပါတယ်ယောဟန်ရဲ့အရေးတားမှဒီအချက်တွေကအမြဲတမ်းအပြန့်အလန့်အားဖြစ်နေတယ်ဟုတ်ကဲ့စစ်မှန်တဲ့ယုံကြည်ခြင်းကမေတ္တာမှထင်ရှားရမယ်စစ်မှန်တဲ့မေတ္တာကဖျားကိုတိကျွမ်းခြင်းကနေလာရမယ်အဲ့ဒီဖျားကိုတိကျွမ်းခြင်းက ယေရှုခရစ်ကိုမံကန်စွာဝန်ခံခြင်းအပေါ်အခြေခံရမယ်။ဒါရီကဆက်ဆက်နေတဲ့ဆက်ဝိုက်တစ်ခုလိုပဲ။ကောင်းပြီ။အခုအခန်းရဲ့၁၆ခုနဲ့ကနေအဆုံးပိုင်းကမေတ္တာနဲ့ကြောက်ရွံ့ခြင်းဆက်ဆက်မှုကိုအဓိကထားဆွေးနွေးထားတယ်။တရားစီရင်ရေးမှာယဉ်ယဉ်ချင်း confidence ရှိနေတယ်လို့ဆိုထားတယ်။ဒီယဉ်ယဉ်မှုကဘယ်ကလာတာလဲ။အခန်းငယ်၁၆ခုနဲ့အရာအစုံတော့ဒီယဉ်ယဉ်မှုကငါတို့၌မေတ္တာဒီပြည့်စုံခြင်းကနေလာတာ။ မေတ္တာပြည့်စုံခြင်းဆိုတာအဲ့ဒီအခန်းငယ်မှာပဲဆက်ရှင်းပြထားတာကအကြောင်းမူကကိုရောဖြစ်တော်မူသည်နည်းငါတို့သည်ဤလောက၌ဖြစ်ကြသောကြောင့်ဒီရဲ့ဆိုလိုတာကခရစ်တော်နဲ့မေတ္တာဟရဖွဲ့ခြင်းအပြင်သူ့ရဲ့မေတ္တာကိုလက်ခံပြီးအသက်ရှင်ခြင်းအပြင်ကျွန်တော်ဟာတရားစီရင်ခြင်းကိုကြောက်စရာမလိုတော့ပဲယဉ်ဆိုင်နိုင်တဲ့အခြေအနေရောက်လာတယ်ပေါ့ဖျားသခင်ရဲ့လက်ခံမှုကိုရရှိထားပြီဆိုတဲ့အသည့်က ယုံကြည်စစ်ချမှုပေးတာဒါပေမဲ့လူတော်တော်များများကဖះကိုယုံကြည်တယ်ပြောရင်တောင်လေတရားစီရင်ခြင်းနဲ့ပတ်သက်ပြီးကြောက်စိတ်နေတဲ့တော့ရှိတတ်ကြတယ်မို့လားဟုတ်တာပေါ့အခန့်ငယ်စစ်ရှိကဒီအကြောင်းကိုတိုင်ရဲ့ပြောထားပုံပဲဟုတ်ပါတယ်အခန့်ငယ်စစ်ရှိကအရင်အရေးကြီးတယ်ချစ်ချင်းမေတ္တာနိုင်ကြောက်ရွံ့ခြင်းမရှိဆုံလင်းသောမေတ္တာသည်ကြောက်ရွံ့ခြင်းကိုအပြင်းသို့ပစ်ထုတ်၏ဟုတ်အကြောင်းမူကကြောက်ရွံ့ခြင်းသည်ပစ်တံခံရမည်ဟုသောစိတ်နှင့်ဆက်ဆံ၏ကြောက်တတ်သောသူသည်ချစ်ချင်းမေတ္တာ၌မပြည့်စုံ ဒါရံပြက်သားတဲ့စကားပဲတော်တော်ပြက်သားတယ်နော်ဆိုလိုတာကဖျက်ကင်းရဲ့မေတ္တာအပြစ်သားဖြစ်နေတော့ဂရင်လာချစ်တဲ့ဒါတော်ကိုအသေးခံစေတဲ့အတီချစ်တဲ့အဖြစ်ကိုအပြစ်အဝါဖြည့်ရှင်းပေးတဲ့မေတ္တာအဲ့ဒီမေတ္တာကိုတကယ်နားလေလက်ခံခံစားရတဲ့သူအထက် တရားစီရင်ခြင်းရဲ့ပြည်တံကိုကြောက်เสียအောင်မရှိတော့ဘူးပေါ့။ကြောက်စိတ်ရှိနေသေးတယ်ဆိုရင်အဲ့ဒီမီတာကိုကိုယ်တိုင်အပြည့်အဝမခံစားမယုံကြည်မမိခေါ်သေးဘူးဆိုတဲ့လက္ခဏာဖြစ်နိုင်တယ်လို့ဆိုလိုတာ။ဆိုလိုတာကဖျားရဲ့မေတ္တာကိုနားလည်မှုမဆိုင်လေလေအဖြစ်စီရင်ခံရမှာကြောက်တဲ့စိတ်ပျောက်ကွယ်လေလေဖြစ်တဲ့ပေါ့။ဒါကကိုယ့်ရဲ့ဝိညာဉ်ရေးရာအခြေအနေကိုတိုင်းတာတဲ့မကြောက်တစ်ခုလိုပဲနော်။အတိအကျပဲ။ဒါကကိုယ့်ကိုယ်ကိုပြည့်တင်ရှုတ်ချဖို့မဟုတ်ပဲ။ ဖျားရည်ရင်မေတ္တာထဲမှာပိုးပြီးနည်းနည်းရှိုင်းရှိုင်းခိုလုံဟိုဖိခေါ်ချက်ဖြစ်တယ်ဗောနော်ဟုတ်ကဲ့ဖျားရည်မေတ္တာကကြောက်ရွံ့ခြင်းကိုဖယ်ရှားပစ်နိုင်တဲ့တန်ကိုရှိတယ်ပြီးတော့အခန်းငယ်16မှာကျွန်တော်တို့ချစ်နိုင်ရခြင်းရဲ့အခြေခံအကြောင်းရင်းကိုပြန်မှတ်ရစေတယ်ကိုရောဒီငါလို့ကိုရှစ်ဦးစွာချစ်တော်မူသောကြောင့်ငါတို့ဒီကိုရောကိုချစ်ကြ၏ဟုတ်ပါတယ်ကျွန်တော်ရဲ့မေတ္တာအလုံးဟာကိုရောရဲ့မေတ္တာရဲ့တုံ့ပြန်မှုအတိအပွင့်တတပဲ့ဆိုတဲ့သဘောဟုတ်တယ် နောက်ဆုံးအခန်းငယ်20နဲ့27မှာတော့ယောဟန်ကလက်တွေ့အကြဆုံးစိန်ခေါ်မှုအရှိဆုံးအချက်ကိုတင်ပြပြီး အခန်းကိုအဆုံးသတ်လိုက်တယ်။ဘာများလဲ။ဘုရားသခင်ကိုချစ်တဲ့လူပြောဆိုခြင်းရဲ့အစစ်အမှန်ကိုစံတတ်တဲ့ litmus test ပေါ့။အဲ့ဒါကကိုယ့်ရဲ့ညီကိုယုံကြည်သူချင်းကိုချစ်ခြင်းပဲ။အိုးဒီစကလုံးတွေကတော်တော်လေးပြင်းထန်တယ်နော်။အချင်းသူကငါဒီဘုရားသခင်ကိုချစ်တယ်ဟုဆိုလက်ပင်မိမိညီကိုကိုမုန်း၏။ ထူထူဒီမူတာစကားကို ပြောတော်သူဖြစ်၏လိညာသူလို့တိုက်ရိုက်တုံထားတာဟုတ်ပါတယ်လုံးဝအယောအတည်းမရှိဘူးကျိုးချောင်းပြချက်ကလည်းရှင်းလင်းပြီလက်တွေ့ကြတယ်ဟုတ်ကဲ့ကိုနေ့စဉ်မြင်တွေ့နေရတဲ့အတူတကွအသက်ရှင်နေတဲ့ညီကိုတောင်းမချစ်နိုင်မဲနဲ့မမြင်ဘူးတဲ့ဘုရားသခင်ကိုချစ်တယ်လို့ပြောတာကအတိအပယ်မရှိဘူးဟန်ဆောင်ခြင်းပဲထိမယ်လို့ဆိုလိုတာအင်းပါဇက်ကဘလောက်ပဲဘာသာရေးစကားလုံးတွေပြောနေပါစေ လက်တွေ့မှာညီကိုမချင်နိုင်အလကားမဲ့ဟုတ်ပါပြီအခန်းငယ်21မှာပညာတော်အဖြစ်အချုပ်ပြန်ပေးထားတယ်ဘုရားသခင်ကိုချစ်တဲ့သူဟာသူညီကိုကိုလည်းချစ်ရမယ်ဒီနှစ်ခုကခွဲလို့မရဘူး တင်ကားတပြားရဲ့မျက်နှာနှစ်ဖက်လိုပဲဒါတကယ်ကိုစဉ်းစားစရာကိုကိုကိုဆန်းစစ်စရာအချက်တဲ့ဖျောင်းကိုချစ်တယ်ဆိုတဲ့ခံစားချက်ဒါမှမဟုတ်ဝန်ခံချက်ကအရေးကြီးပေမဲ့အဆုံးစွန်တပေကတော့အခြားသူတွေအထူးသဖြင့်ယုံကြည်သူချင်းချင်းနဲ့ဘလို့ဆက်ဆံတယ်လဲဆိုတာပေါ်မှာမူတည်နေတာပဲမှန်ပါတယ်ယောဟန်ကပါရာယေကိုအပေါ်ယံခံစားချက်တွေဝန်ခံချက်တွေအစစ်မှာပဲဒါမှကိုလုံးဝလက်မခံဘူးအမြင်နဲ့လက်တွေ့အတ္တတာမှာဘလို့ထင်ရှားတယ်လဲဆိုတာကိုစစ်ဆေးတယ် ကဲဒါဆိုရင်ဒီအခန်းတစ်ခုလုံးကိုခြုံငုံကြည့်လိုက်ရင် The Wise Believers ကပြုစုထားတဲ့အချက်လက်တွေကနေကျွန်တော်တို့ထုတ်ယူနိုင်တဲ့အဓိကတွင်တင်ချက်တွေကဘာတွေဖြစ်မလဲအဓိကအချက်တွေကိုပြန်ကောင်းလို့ရရင်တော့လေပထမအချက်ကပိုင်းခြားတိမြင်မှုရဲ့အရေးကြီးခြင်းပေါ့ဝိညာဉ်တိုင်းကိုတွင်တင်ချက်တိုင်းကို မျက်စိမေ့မယွန့်ချဖို့အထူးသဖြင့်ယေရှုခရစ်တော်ရဲ့ပုံကိုယ်နဲ့အမှုတော် အထူးသဖြင့်လူစားတိခံယူခြင်းနဲ့ပတ်သက်တဲ့အခြေခံတမန်တော်နဲ့တိုက်ဆိုင်ဆက်ဆဲဖို့လိုတယ် တားအမန်နဲ့အမကို ခွဲဖို့တောချက်ပဲဟုတ်ကဲ့ဒုတိယအချက်ကဖရာသခင်ရဲ့အနစ်တာရဖရာသခင်ဟာမေတ္တာကိုနိုင်ခဲ့တယ်ဒါကသူ့ရဲ့အခြေခံတဘာဝပဲသူကိုတီးကျွမ်းခြင်းဟာဒီကိုချိုဆွတ်မေတ္တာကိုတားတော်ကို ပေးတဲ့အထီးချစ်တဲ့မေတ္တာကို နားလေလက်ခံခြင်းနဲ့ခွဲလို့မရဘူးအင်းတတိယချက်ကလက်တွေ့ကြတဲ့မေတ္တာဖရာကိုချစ်တယ်ဆိုတဲ့ဝန်ခံချက်ကအလကားမဖြစ်စေဘူး ယုံကြည်သူညီအစ်ကိုမောင်နှမတွေကိုလက်တွေ့ချက်ချက်ချစ်ပြရမယ်။မမြင်ရတဲ့ဖျားကိုချစ်ချင်းဟာမြင်ရတဲ့ညီအစ်ကိုကိုချစ်ချင်းမှထင်ရှားတယ်လေ။ဟုတ်ကဲ့။နောက်ဆုံးစတုထအခြေကတော့မေတ္တာကကြောက်ရွံ့မှုကိုဖယ်ရှားနိုင်တယ်။ဖျားသခင်ရဲ့စုံလင်တဲ့မေတ္တာကိုနားလေလက်ခံယူကြည့်ခြင်းကတရားစီရင်ခြင်းနဲ့အပြစ်တန်ကြောက်တဲ့စိတ်ကိုဖယ်ရှားပေးတယ်။ သူ့ရဲ့လက်ခံမှုကိုသိရှိခြင်းကရဲရင်ချင်းနဲ့ယုံကြည်စိတ်ချမှု confidence ကိုပေးတယ်။ဒီအချက်တွေကတကယ်ကိုအားစီစရာကောင်းတယ်လို့စင်ခေါ်မှုလေးရှိစေတဲ့အချက်တွေပါပဲ။ဒီနေ့ဒီအကြောင်းအရာတွေကိုနည်း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 ဆွေးလွေးနိုင်အောင် အချက်လက်တွေပင်ဆင်ပေးခဲ့တဲ့ The Wise Believers ကိုလည်းကျေးဇူးတင်ပါတယ်ရှင်။ဟုတ်ကဲ့။နောက်ဆုံးနေ့နဲ့ပေါ့နော်။နားထောင်နေတဲ့စက်ပြီစင်ချင်ဖို့အသွေးတစ်ခုချမ်းသာခဲ့ကြပါတယ်။ရှင်ယောဟန်ကဖယားသခင်သည်မေတ္တာဖြစ်တော်မူ၏ ဆိုတဲ့အမှန်တရားကိုအလေးအနက်ထက်တလဲလဲပြောခဲ့တယ်။ဟုတ်ဒီမှန်တရားကိုအတိညာအရှင်မှာပဲလက်ခံတာမဟုတ်ပဲကိုယ့်ရဲ့အတ္တတာကိုအိုးဆိုမဲ့အခြေခံမှုတစ်ခုအဖြစ်လက်တွေ့ကြကြအတ္တရှင်လက်ခံလိုက်မယ်ဆိုရင်ဟွန်းကျွန်တော်တို့ရဲ့နေ့စဉ်ဆက်ဆံရတယ်အထူးသဖြင့်ကိုချစ်ဖို့ခတ်တယ်လို့ခံစားရတဲ့သူတွေနဲ့ဆက်ဆံပုံတွေအပေါ်မှာဘလို့အပြောင်းအလဲတွေဖြစ်လာနိုင်မလဲစဉ်းစားစီရပဲเนาะဟုတ်တယ်ကိုကြိုမဖတ် အလိနာခန္ဓာတဲ့ဒီဖျားစီကလာတဲ့မေတ္တာကိုကိုယ့်ရဲ့အပျော်အဆိုးအဖြူမှုတွေနဲ့ဆင့်ဘလို့ပို့ပြီးလက်တွေ့ကြကြထင်ရှားပြနိုင်မလဲအဲ့ဒါလေးကိုစက်ပြီးစဉ်းစားဆင်ခြင်ကြည့်ရကိုတိုက်တွန်းရင်းဤကုန်းချုပ်ချင်ပါတယ်